ကညီကိုတို့ဒီလိုစောင်းနှင်းကာလာမှာဖြစ်တဲ့နှာရည်ယူဖို့နော်နှာရည်ဦးမှာအခဲကြီးယူတာဟိလာခဏခဏလဲကျွန်တော်အမေးများရဲ့အဲ့ဒါလေးကျွန်တော်ဒီမှာလက်တွေ့လက်တွေ့လေးပြလက်တွေ့ပြကျွန်တော်အကြက်ကတော့ခုနကမှစက်ပေါက်ကလေးချင်းလှုပ်ခွထားတာညီကိုနှကောင်မတည့်အောင်လှုပ်ခွထားတာလှောင်းထားတယ်ခေါင်းလှောင်းထားတော့လှုပ်ခွလိုက်လို့ဒဏ်ရာလေးနဲ့နဲ့ပါနေတယ်ဒါပဲထားပါလောလောဆယ်ကျွန်တော်ပြောချင်တာအဓိကကတော့ကျွန်တော်ဒီနှာစီးနှာနှာရည်ယူတဲ့ကိစ္စကိုပြောမှာတယ်မဟုတ်လားနှာရည်လေးခဲနေတယ် တော့အဲ့လိုအခဲကြီးထွက်တာဗျဒီလိုဆောင်းလို့ကလာအဲ့ဒီနှင်းနှင်းကြပြီးတော့အဲ့လိုအခဲကြီးအဲ့ဒါအဲ့ဒါပြက်တန်တာဗျအခုကကူရတာလေတခါတည်းရတယ်ခက်တဲ့ရင်ဆေးတခါလောက်တိုင်လို့ပျောက်သွားတယ်အခက်မတဲ့ရင်လည်းဟွန်း၄ချိန်၅ချိန်လောက်တိုက်ပြီးတက်မပြောက်ဘူးတော်သူဆေးတိုက် ပြောခဏပစ်ထားလိုက်တပတ်လောက်ကျရင်ပျောက်သွားတယ်နော်အဲသူကဒီယောဂါတခါတခါကျအရှင်းတန်ပျောက်သွားတယ်တခါခါကျတော့နည်းနည်းလေးအချိန်မီဆွဲပြီးမှတပတ်လောက်ကျမှပျောက်သွားတယ်နော်အဲ့ဒါလေးအဓိကအရင်ပြောမယ်ဟုတ်ကဲ့ဒီလိုဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကနှစ်ဘာသာတဲ့ကိုအားရောက်ထဲအားရောက်ထဲပြီးအဲ့ နှာခေါင်းပေါက်ကဟာယူရတယ်လောက်ကိုမှုတ်ထုတ်အကုန်ရှင်းထုတ်ဒီလားဒကြိမ်နဲ့မပြောင်းဘူးနော်ဒကြိမ်နဲ့ပြောင်းပြီးထင်းပြီးတော့မမှုတ်ဘဲမနေနဲ့နောက်ထပ်ထပ်မှုတ်နော်တခါအာတော့ဖို့ဘက်တရီကမှုတ်ထုတ်ပြီးနှာခေါင်းနဲ့ဟိုအပေါက်ထဲကရတယ်လောက်ရှင်းရှင်းပြီးတခါနောက်ခါအာတော့ထဲထပ်မှုတ်လင်းကခါတော့မှုတ်ရှင်းပလိုက်ပြီးလို့ရှင်နှာခေါင်းနဲ့ကိုယူရရဆက်ချသေးတယ်မလား CRD ပဲဖြစ်ဖြစ်ကိုမရှိတဲ့အလွယ်ပေါ့နော်ဆေးရနှာစီးနှာနဲ့ပတ်သက်တဲ့စီးဆိုတော့ပိုကောင်းတာပေါ့ ချွဲသေး CRD လို့ Super Green လို့အဲ့လိုမျိုးချွဲသေးလေးဒီစီးတဲ့ဒီဒီကောင်ဆိုတစ်ဖက်တည်းစီးတာကျွန်တော်အရင်ပထမကြက်ဝါတယ်ကောင်နှစ်ဖက်စီးတာဒီကောင်တစ်ဖက်တည်းစီးတာနော်သူ့မတည်းမတစ်ဖက်တည်းကျွန်တော်အဲ့တော့တစ်ဖက်တည်းစီးတဲ့အတွက်တစ်ဖက်တည်းကိုအဆက်ချမယ်နော်အဆက်ချပြီလို့ရှိရင်ဘယ်သက်ထဲကိုအဆက်ကလေး20လောက်ပဲထည့်ပေးမယ်ဟုတ်လားအဓိကနှာဆိုတော့ချွဲရတော့ဘယ်သက်ထဲကတိတ်တော့မလို့နည်းနည်းလေးပဲထည့်ပေးပြီးတော့နော်ဘယ်သက်ထဲကိုအဲ့ဒီနှာခေါင်းထဲကအဓိကတော့အဲ့ဒီနှာခေါင်းထဲကနှာရီကိုရအောင်ရှင်းထုတ် ရှင်းထုတ်ပြီးမှဆေးရလေဆေးရဒီနှကောင်းထဲကနေပြီးဒီလေချောင်းတွေကိုကြာသွားမှာနော်အတိတ်ကတော့အဲ့ဆေးကိုနှကောင်းထဲကနေရအောင်ရှင်းထုတ်ပြီးမှဆေးထက်ဆေးထက်ပြီးလို့ရှိရင်သူကဗာတက်ရမလို့ညကြလို့ရှိရင်ဒီမှာစီထွင်းစီထွင်းရအမော်ဆလင်ရနော်စီထွင်းတကယ်အမော်ဆလင်က250အားတကယ်ကြက်သေးလို့ရှိရင်250အားတပိုင်းမဲ့တိုက်ကြက်ကြီးလို့ရှိရင်တကယ်လုံးတိုက်လို့ရတယ်စီထွင်းတကယ်နဲ့နော်တန်းနေကိုတစ်ကြိမ်တန်းနေကိုတစ်ကြိမ်သုံးကြိမ်လောက်တက်လိုက်နော် စီထွန်းရဲ့အမော်စလင်ကိုတနေ့ဦးတစ်ချိန်သုံးချိန်တော့တိုက်ပြီလေသုံးချိန်တော့တိုက်ပြီအာသေးလေးတမျိုးမျိုးဗလာကြီးအာသေးလေးဖြစ်ဖြစ်เนาะခုမှအစင်ပြေးတဲ့အာသေးလေးမျိုးမျိုးပေါ့ဗလာကြီးအာသေးလေးလိုက်ပြီဘာလို့ဒီမှာအမော်စလင်တို့စီထွန်းတို့ဆိုနည်းနည်းချက်ကိုအာရုပ်ပဲเนาะ Okay အဲ့ဒီတော့သူ့ကိုသုံးချိန်တော့တိုက်သုံးချိန်တော့တိုက်ပြီးတော့ဗလာကြီးတစ်ခက်တော့ပြန်တိုက်တိုက်ပြီးတော့ခဏပြန်မျိုးလွှတ်ထားလိုက်အောင်နှစ်ရက်လောက်အဲပြောက်မပြောက်ပြန်ကြည့်เนาะပြောက်မပြောက်ပြန်ကြည့်တကယ်လို့မှဗလာကြီးတစ်ခက်တိုက်ပြီးတော့နောက်နေ့ဟို တဲ့လောက်နားလိုက်တော့ဘာသိမှမတိုက်ဖဲနဲ့လေတဲ့လောက်နားပြီးတော့တစ်ချက်အခြေအနေကိုပြန်ကြည့်လိုက်ကြည့်ပြီးတော့နည်းနည်းလေးနှားလေးနည်းနည်းကြံနေဆိုမှတခါခါအဲ့မှာတဲ့လောက်ထက်တက်လိုက်နော်ငားရဲ့လောက်ဆက်တိုက်ပြီးတော့မပြောင်းတော့ထားလိုက်တော့တော့သူပြောက်တယ်ငားရဲ့လောက်ဆက်တိုက်ပြီးရင်သူကတန်းသာဒုံးနဲ့ပြောက်မသွားတာတကယ်လို့ဒုံးနဲ့ပြောက်သွားရင်လည်းနှစ်ခဲလောက်တက်ပြီးရင်ဒုံးနဲ့တန်းပြောက်သွားတာကျွန်တော်ဒါကျွန်တော်ကျွန်တော်ကုတယ်ကျွန်တော်အတွေ့အကြုံပြောတာနော်တကယ်လို့ဒုံးနဲ့တိနဲ့တန်းမပြောက်ရင်လည်းသူကဆက်တိုက်ပြီးနှစ်ရက်လောက်သုံးရက်လောက်နေပြောက်သွားရောနော်အဲ့တော့စင်းကြီးရောအမောဆလင်းရဲ့စီထွင်းအလိုက်တက်လေနော် โอเคဒီလိုဒီလိုနှာရည်ယူအဓိကဒီလိုဆောင်းနှုတ်ကလာမှာဒါရက်ဖြစ်မှာချက်တိုင်းကိုဖြစ်မှာနှင်းလေးနဲ့ပတ်ထားနေနှာရည်ခဲကြီးကြเนาะအဲချိုးလေးဥပုရပါကပ်ဘောနော်အဓာရက်ဆောင်းနှုတ်ကလာမှာဖြစ်မဲ့ဖြစ်မှာတိုက်မဲ့ချက်တွေလေအဲ့ဒါပြဿနာတွေပဲတိုက်မဲ့ချက်တွေလေအဲ့ဒါမျိုးဖြစ်တယ်โอเคခွေးအဲ့ဒါဒီကျွန်တော်ဒီမှာလက်တွေ့ဒါကျွန်တော်ဆေးတိုက်မဲ့တိုက်ခံနေလေးကျွန်တော်လက်တွေ့ဗီဒီယိုလေးရိုက်ပြီးတင်ပေးရနော်โอเคညီကတို့အဆင်ပြေပါစေ